ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂိတာဝိုင်းဒီတရားရှိတော်ဘုရားမြောက်ဘက်ဆောင်တမှာပေးတဲ့ဟောနေတဲ့ဆရာထိုင်းအောင်ဝေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဘုရူသားသမီးများအတွက်ပေါ့17ရက်6လကနေပြီးတော့18ရက်6လအတွက်တပတ်တွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာအကောင်းဆုံးကိုဒဲရော့ကဖြစ်နမိတ်ပတ်ပြီးဟောကြားပြမှာဖြစ်ပါတယ်အဲ့တော့ဘုရူသားသမီးဒီကာလမှာစတူလုပ်ငန်းတွေလုပ်ရတတ်ပါတယ် ောက်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ်အထင်ကြီးနေမယ်လေးစားနေမယ်เนาะကြည်ညိုမဲ့သူတွေများနေတဲ့ကာလလည်းဖြစ်ပါတယ်เนาะလူမှုစက်ဆံရေးအရန်ကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်เนาะလက်ရှိငွေကြေးကတော့ကျွန်တော်တို့နေကင်းကြောင့်တော့36ခန်းရတယ်လို့ပဲရှိကြလေးတွေအကုန်တော့တက်ပါတယ်เนาะလိုက်လေဝေးနေတဲ့ကာလလည်းဖြစ်ပါတယ် ။အဲဒီကာလမှာတော့ကျွန်တော်တို့မိဆွေကိုအကြောင်းပြုပြီးတော့ပဇင်တက်တာဘုံကြီးဝတ်တာတွေကြုံရမယ်။နောက်ဒီကာလမိဆွေကောင်တွေ့ရတဲ့ကာလလည်းဖြစ်ပါတယ်။နောက်မိဆွေကိုအကြောင်းပြုပြီးတော့ဝန်သားစရာတရင်တွေစိတ်ချမ်းသာစရာတရင်တွေကြားရမယ်ကာလလည်းဖြစ်ပါတယ်။တော့ဒီကလာမှာမိခင်ရှိရင်တော့မိခင်ကျမကြီးနဲ့ပတ်သက်ပူဇော်မလို့ပါဘူးเนาะကျမကြီးကောင်းပါတယ်နောက်တကယ်လို့နေအိမ်မှာပေါ့เนาะနေစီလာစီ နော်ဝေးဖို့ဘွားဖို့ကုန်းဝင်းဆောင်လည်းရှိရဆိုရင်တော့ဈေးရုံမင်းမပို့ပေးပါသာသမီနဲ့ပတ်သက်လာလို့တော့ဒီကာလမှာအောင်မြင်မှုသတင်းတွေကြားမယ်ကာလလည်းဖြစ်ပါတယ်။ကဲဒီကာလမှာတော့ဘုရူသာသမီတွေအုပ်စုဖွဲ့ပြီးတော့အမြင့်ခံရတာပြဿနာရှာတာပေါ့နော်။နောက်ဆွဆွဲခံရတာတွေ ကြုံတွေ့ရမယ့်ကာလလည်းဖြစ်ပါတယ်ဝရဘူးသားသမီးငယ်ရွယ်သူများဘုရားတော့အချိန်မှာจิตသူရဲ့တစ္ဆာပေါက်တာခံရမယ့်ကာလလည်းဖြစ်ပါတယ်အချိန်ကြီးကတော့ညံ့နေတယ်အိမ်တော်ရှင်များဘုရားတော့အိမ်တော်ဘက်ဇမားကြီးညံ့တတဲ့အထူးသဖြင့်ဒူးတို့ခါတို့ဒုက္ခပေးတတ်တယ်တကယ်လို့ကိုယ့်ရဲ့ ေတော်ဘက်ကဝန်ထမ်းဆိုရင်တော့အထက်လူကြီးကအကြောင်းမဲ့ပြတာခံရတတ်တယ်။ရာထူးတိုးမဲ့ကိစ္စရှိရင်လည်းသူများကတိုးသွားမယ်။ကိုယ့်ရဲ့အိမ်တော်ဘက်ကမတိုးဘဲဂျန်နေတဲ့ကာလလည်းဖြစ်ပါတယ်။ဂျမ်းမိုင်းနဲ့ပတ်သက်လာရင်တော့နာစီချောင်းဆိုးတာလောက်ကလွယ်ပြီးတော့ကျန်တာတွေအားလုံးကောင်းပါတယ်။အဲ့ဒီဒါစီချောင်းဆိုးယောဂါကလည်းတကယ်တမ်းကျတော့ခဏပါပဲနော်။ ကိုကြီးမှယောဂကြကြမနေပါဘူးအဲ့တော့ဂျမ်းမကြီးကောင်းနေတဲ့ကာလာလည်းဖြစ်ပါတယ်ကိုရဲ့အတွေးကော user တွေကပြက်နေတယ်ဒီကာလမှာတော့တစလို့လောက်တာတို့တစောက်ကန်လောက်တာတို့နော်အဲ့လိုမျိုးတွေရှောင်ဖို့လိုပါတယ်အဲ့တော့ဒီကာလမှာဆရာတို့ဆရာလေးတွေတူတူတည်းဂယူဆိုင်ဖို့လိုတယ်နောက်နိုင်ငံသားမှာ ကျောင်းဝင်ဝင်လျှောက်ထားရပြီဆိုရင်တော့အဆင်ပြေပါဘူးနော်ပြတ်သွားတတ်ပါတယ်ဒီကာလကတော့ကျွန်တော်တို့ဘုရူသားပြီးတွေကိုကန်တရားကကျွန်တော်တို့မျက်နှာကမပေးပါဘူး။ဒါကိုဘလောက်ပဲစူးစားစူးစားဒီကလာအရာတင်မှာမဟုတ်ပါဘူး။နောက်လုပ်ငန်းခွင်မှာလည်းအောက်လူတော်လန်လို့ပြဿနာတွေဖြစ်ရှင်းရတာနံတပြီးတော့ အကိုရဲ့လုံဘောကင်ပတ်နဲ့ပတ်သက်လာရင်အဲသူတို့ကိစ္စလိုက်လံရှင်းရှင်းနဲ့ကိုပါအဲ့ပြဿနာတွေရောပါသွားတတ်တယ်။အဲ့တော့ကန်တရားမျက်နှာသာမပေးသေးဘူးညံ့နေတယ်နော်ဘယ်လိုဆိုင်ဖို့လုပ်ပါလဲ။ဝေးကြီးနဲ့ပတ်သက်လာရင်တော့ရုတ်တရက်ဝေးကြီးတွေဝင်လာတတ်တယ်အလုံးနဲ့အရင်နဲ့ဝင်လာတတ်တယ်။လာစားဆိုရင်လည်းအဲ့လိုပေါ့နော်ရုတ်တရက်လာစားတိုးတာတို့နော်ဘောနဲ့ရတာတို့နော်လက်ဆောင်ရတာတို့အဲ့ဒါမျိုးတွေကြုံရတတ်ပါတယ်။ အဲ့တော့ကိုယ်မှရှိတဲ့အမြတ်လေးတွေပြုပြောင်းသွားပြီးတော့ကောင်းကျိုးချမ်းသာမှရရှိသူရည်ရွယ်ဖို့တော့ပေါ့နော်အဲ့တော့တောက်ကြနေမှာကျွန်တော်တို့လျှောက်တီးတုတ်ဘုရားကိုလူပါလူရစွတောင်းပါအဲ့လိုလူထားလိုက်မယ်ဆိုရင်ကိုယ်မှခက်ခဲနေတဲ့အခက်အခဲတွေပြုပြောင်းပြီးတော့ကောင်းကျိုးချမ်းသာမှရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ